နိုင်ငံတကာစာအုပ်မျိုးစုံတည်ဆောင်လာတဲ့ Lucas Hope Timothy ရဲ့ရေပေါ်စာအုပ်ဈေးရောင်းပွဲတော်ကိုပြသရောင်းချပေးနေပါပြီ။စာအုပ်ကြိုက်သူတွေတင်မောပေါ်မှာအပန်းဖြေရင်စာအုပ်အမျိုးပေါင်း9000ကျော်တဲ့ကကြိုက်နှစ်သက်တဲ့စာအုပ်တွေကိုဈေးနှုန်းတက်တက်တားတားနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။တင်မောနဲ့လက်ပတ်သွားလာတာကဆက်ရောက်တဲ့နိုင်ငံတိုင်းမှာစာအုပ်တွေကိုအလွဲတကူဝင်ရောက်လိလာဝယ်ယူနိုင်မှုအကောင်းဆုံးနည်းလမ်းဖြစ်စေတယ်လို့ Logos Hope ရဲ့ မီဒီယာဆက်စင်ရေးတာဝန်ရှိသူကပြောပြပါဗျာ We try to bring knowledge, help and hope to the world. So one of the biggest way we think is through the books. So we try to provide the cheap price to all the world. And most of the country in the world actually have a course that next to the sea. So we think a ship is a good way to bring people from different countries and bring all the books to the places. စာအုပ်အမျိုးအစားပေါင်းများစွာကိုတနေရာရင်းမှာစုံစုံလင်လင်တွေ့ရလို့ဝမ်းသာနေတဲ့ចောင်းသူလေးတယောက်ကဒီသင်္ဘောကြီးနှစ်တိုင်းဆိုက်ရောက်ဖို့မျှော်လင့်နေပါဗျ။ညတော့နေနေဆိုရင်ဒီလိုစောင့်တည်အများကြီးတစ်ခါတည်းတွေ့ဖို့မလွယ်ဘူးလေနော်။အခုကျတော့တနေရာရင်းမှာတစ်ခါတည်းတွေ့ရတဲ့အတွက်ကြောင့်မလို့ဟိုချင့်စင်အများကြီးရရပေါ့နော်။ဟိုဒီလိုမျိုးသင်္ဘောကြီးနှစ်တိုင်းဆိုက်နိုင်ဖို့လည်းမျှော်လင့်ပါဗျ။မြန်မာနိုင်ငံကိုပထမဆုံးအကျင့်ရောက်ရှိလာတဲ့ကမ္ဘာအကြီးဆုံးစာအုပ်တင်သင်္ဘောကြီးဖြစ်တဲ့ Logos Hope သင်္ဘောကြီးဟာ Good Books for All GBA တင်မောကုမ္ပဏီကဖြစ်ပြီးဒူးလို့တင်မောဟာလည်းမြန်မာနိုင်ငံကိုရောက်ရှိခဲ့ပူပါတယ်မြန်မာနိုင်ငံမှာကျင်းပတဲ့စာအုပ်အယောင်ပွဲတော်တွေနဲ့မတူတဲ့ဒီတင်မောစာအုပ်ဈေးရောင်းပွဲဟာစာအုပ်တွေကိုအင်္ဂလိပ်ဘာသာနဲ့ပဲရေးထားတာဖြစ်လို့ဘာသာစကားကျွမ်းကျင်တဲ့သူတွေအတွက်အထောက်အကူဖြစ်စေမယ်လို့ဥက္ကင်အောင်မိုးကပြောပြပါဗျာ ဒီမှာတွေ့ရတဲ့စာအုပ်တွေဆိုလို့ရှိရင်တကယ်လည်းဘုဒ္ဓရကျော်တဲ့စာအုပ်တွေရှိတယ်။ဒီဥစားပေါ့ကလေးတွေအတွက်ဆိုရင်အကြောင်းဆုံးစာအုပ်လေးတွေပုံမြင်စာအုပ်ကလေးတွေရဲ့တော့ကျွန်တော်တို့ဒီဟင်းချက်စာအုပ်တွေပတ်သက်လို့ဖော်မြူလာလေးတွေပေးထားတာလည်းမျိုးလေးရှိတယ်။ဒါမျိုးလေးတွေကအများကြီးပေါ့နော်။ကျွန်တော်ကလည်းဒီဒီဥစားပေါ့ဒီအလှပတဲ့ပတ်သက်လို့ဒီဟာ Coffee Fashion တွေပေါ့ဒါမျိုးလေးနဲ့ပတ်သက်လို့လည်းမြင်ခဲ့ရတယ်အများကြီးပဲ။တကယ်လို့လည်းဘာလို့ပေါ့မလဲ။စာအုပ်တွေကတကယ်အစုံပါပဲ။လုံးဝလူတွေသိမရှိစာအုပ်တွေဆိုတွေ့ခဲ့ရပါတယ်။ဒီကဲ။ဒီခုတော့ခက်ခဲရှိတယ်ဘာလဲဆိုလို့ရှိရင် ဒီမှာရောင်းတဲ့စာအုပ်တွေကကျွန်တော်ဒီအင်္ဂလိပ်လိုပဲရေးထားတာတွေများရဲ့ဒါကတော်တော်လေးလာယူရမယ်ဒီတော့ကလေးတွေရဲ့ဘယ်လိုကောင်းမလဲထထကြကြစာသင်ထားတဲ့ကလေးတွေလောက်ပဲဖတ်ချူလို့ရမယ်တိတ်ပြောမှဒီလိုဟိုအစားလေးတွေတော့လည်းဖတ်လို့မရတဲ့အစင်းလေးတွေရှိရအဲ့ဒါတခုတော့ရှိတယ်အော်တိုဘာလ3ရက်နေ့ကနေ14ရက်နေ့အထိရောင်းချမဲ့ဒီသင်္ဘောပေါ်မှာစာအုပ်တွေကိုတိတ်ပန်ပါသာရဲ့အားကစား အနုပညာစီးပွားရေးရာစေစာအုပ်အဖိဒံစတဲ့စာအုပ်မျိုးစာပေါင်း9000ကျော်ကိုရရှိနိုင်ပါတယ်